ဂါနာရှိုကချဲလ်စီကိုပြောင်းလာတာနောက်တရရနေလောက်လားဒီမေကုန်းကိုသေချာစဉ်းစားတတ်တဲ့သူတိုင်းဖြေရမှာပါအဖြေကတော့လုံးဝနောင်တရရနေမှာမဟုတ်ပါဘူးစာနာလန်ကိုရှုံးနေပြီးချိန်မှာတော့ဒီလိုစကားမျိုးရဲရဲပြောရပါတယ်ဘာလို့လဲဆိုတော့အမှန်တရားမလို့ပါပဲဂါနာချိုပြောင်းလာခဲ့ပြီးတဲ့အသင်းအတွက်ပြိုင်ပွဲစုံ9ပွဲကစားပေးခဲ့ပြီးပါပြီအတိအကျပြောရရင်တော့ Premier League 4ပွဲ Champions League 2ပွဲနဲ့ EFL ပွဲ2ပွဲပါပဲဒီတော့သူ့ကို၎င်းနဲ့ရန်ကုန်ထိုင်ခိုင်းထားတဲ့နေရာမှာထပ်တော့အများကြီးပိုအဆင်ပြေပါတယ် ကသာသမားဘက်ကလိုချင်ခဲ့ရတာလေဘောလုံးကစားရမယ့်အခွင့်အရေးပါပဲအသင်းမှာအများရန်ပွဲဥထွက်ကသာသမားမဟုတ်ခဲ့ရင်တော့သူ့မှာကျိုးသွားပိုင်ခွင့်တွေအများကြီးရှိပါတယ်ပြီးတော့သူရှိနေတဲ့တောင်ပန်ချင်းကပို့ပြီးတော့ဒုတက်လာအောင်ပါပါတိတာရဲ့ပေါက်ကွဲရတယ်လို့လည်းမြင်နေရပါပြီစာထားလိုက်တဲ့ပွဲတော်ကလည်းဂိုးသွင်းပေးသွားခဲ့ပါတယ်ဒါမျိုးဒုတက်လာခဲ့တာကိုမြင်ရတာလည်းအတရေအမြတ်ပါပဲကသာသမားတယောက်ကအသင်းတစ်သင်းမှာအသားကျဖို့ခြေသွမ်းပြဖို့ဆိုတာကတော့အချိန်တစ်ခုလိုအပ်ပါတယ်ခြေသွမ်းတန်းပြနိုင်တဲ့ကသာသမားမျိုးတွေလည်းရှိပါတယ်ဒီလိုကသာသမားမျိုးတွေလည်းကျွန်တော်တို့ Chelsea ကပိုင်ဆိုင်ထားသေးပါတယ် ကာနာချိုရဲ့ Premier League record ကြီးရင်လည်းမစိုးတာပါဘူး Manchester United မှာလည်းလုပ်ပြထားကြတာရှိပြီးသားပါဒီလိုကစားသမားကို Chelsea ကရရှိကြတာလည်း Sheridan နဲ့အပြောင်းအရွှေ့တစ်ခုပါပဲကစားသမားအတွက်ကြည့်မယ်ဆိုရင်လည်းနောက်သားဆိုတဲ့စကားနဲ့ကလုံးဝကိုပဲအဝေးကြီးမှာရှိနေတာပါဒီတော့ Chelsea အသင်းနဲ့ကစားသမားအတွက်က win-win situation ကြီးပါပဲဒါတို့ဒီတိုင်းရင်တောင်မှအသင်းကိုစွန့်ခွာသွားတဲ့အတွက်မကျေနပ်ချက်တွေနဲ့ဝိုင်းပြီးတော့ဝေဖန်နေကြတာပါအဲ့တော့သိပြီးအများကြီးမတွေ့ကြပါနဲ့ကာနာချိုနဲ့သူ့ကိုရရှိထားတဲ့ Chelsea အသင်းကအနေသားကြီးပါ ဝေဖန်နေတဲ့စကားသံတွေကသာတိတ်မသွားနိုင်တာပါမတိတ်သွားရင်လည်းကိစ္စမရှိပါဘူးအချိန်တန်ရင်မောသွားကြပါလိမ့်မယ်လက်ရှိ World Champion Chelsea ရဲ့ကြာရှုံးခန်းကိုမြင်ကျင်နေကြတဲ့လူတစုအတွက်ကတော့တော်တော်လေးသနာဖို့ကောင်းပါတယ်ဘာလို့လဲဆိုတော့ Chelsea အသင်းက One Nature ဆိုတဲ့ title ကိုရရှိပြီးသွားလို့ပါပဲ Chelsea နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအများအားတင်ဆက်ပေးနေတဲ့ Sport View ကို Like and Follow လေးလုပ်သွားဖို့ပြောချင်ပါတယ်ခုလိုမျိုးဆုံးဖြတ်ကြည့်သွားပေးတဲ့တရားရှင်တွေအားလည်းကျေးဇူးတင်ရှိပါတယ်ခင်ဗျာ